ြောင်းလဲကိုလက်ခံပါစိတ်တကြနေသူခံစားနေရလားဘဝမှာအခက်အခဲတွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့ပြောင်းလဲခြင်းဟာရန်သူမဟုတ်ပဲအခွင့်အရေးကောင်းတစ်ခုဆိုရင်ဘယ်လိုနေမလဲစင်ဆက်မပြတ်စီးစင်းနေခြင်းဘဝဟာမြစ်လိုပဲအမြဲစီးစင်းနေတယ်ပြောင်းလဲမှုကိုစန့်ကျင်ရင်ပဋိပက္ခပဲဖြစ်မယ်ချုံမွေစွာရှောက်လန်းခြင်းပြောင်းလဲခြင်းကိုတိုးတက်ဖို့အခွင့်အရေးလိုမြင်ပါ စိတ်ကို အကောင်းမြင်ထားပြီးမင်းကိုကူညီနိုင်မဲ့သူတွေကိုအားကိုးပါလာယောညီထွေနေနိုင်ခြင်းတည်ယူပါလာယောညီထွေဖြစ်အောင်နေပါ အခက်ခဲကိုပြန်ကျော်လွှားပါရည်ရွယ်ချက်ရှာဖွေခြင်းအပြောင်းလဲတွေကတကယ်အရေးကြီးတာကိုပြသပေးတယ်မင်းရဲ့အဓိကတန်ဖိုးတွေကို သိရှိပြီးနောက်တစ်ဆင့်အတွက်လမ်းညွှန်အဖြစ်အသုံးပြုပါ။ မတိတာကိုလက်ခံပါမတိသေးတာတွေကစိုးရိမ်စရာကောင်းပေမဲ့တိုးတက်ကြီးပွားဖို့အခွင့်အရေးတွေလည်းရှိနေတယ်။မင်းရဲ့ခံနိုင်ရည်အားကိုယုံကြည်ပြီးတတိနဲ့ရှေ့ဆက်ပါဖြစ်လာမဲ့ခရီးကိုရင်ဆိုင်လိုက်ပါပြောင်းလဲခြင်းကရှောင်လဲလို့မရပါဘူးကြီးပွားတိုးတက်မှုက ရွေးချယ်မှုတစ်ခုပါမင်းရဲ့ဘဝမှာအပြောင်းအလဲကိုလက်ခံမှုဒီနေ့မှာဘာချီလန်းတတိလေးလန်းနိုင်မလဲ။အောက်ကခမန်မှာပြောပြပေးပါ။